ဒီမှာဗျဒီကနေ့ကတော့ဘာဝဘဟုတုတ္တပေးခြင်းလဲဆိုတော့ကြောက်ဖြက်လန်းဆိုင်ရာဘဟုတုတ္တပေါ့ဗျာเนาะဒီမှာကြည့်ဗျဒါတော့ဟောတနေ့ကဘဟုတုတ္တပေးပြီးသားဆိုတော့တခြားအကြောင်းအရာကိုမပြောတော့ဘဲနဲ့ကြောက်ဖြက်လန်းဆိုင်ရာဘဟုတုတ္တကိုပြောပြပေးမယ်ဗျာเนาะဒီကြောက်ကကြည့်လိုက်ဒီမှာကြည့်လိုက်သူ့ကိုတောင်းတစ်ဖက်မှာယူပြီးမှနောက်ဖက်တစ်ဖက်ကို စိတ်ထားလိုက်ပေါ့ဗျာเนาะဒါအညီစိတ်ထားဗျာเนาะ အဲဒီလိုအညီစိတ်ထားလိုက်တဲ့အနေထားမှာကြည့်လိုက်ကြောက်က အောက်မှာကပေါ်နေတာပေါ့ဗျာနော်ဒီမှာကြည့်လိုက်ဒါကပေါ်ထွက်နေတာပေါ့ဗျာပြောရရင်တော့ဒီကြောက်က ဖြက်လန်းနှလန်းရှိရမှာဗျာနော်ဘာကြောင့်မလို့ဒီလိုဖြစ်သွားလဲဆိုတော့ဂျားထဲမှာဒီဒီလောက်ဟတာပေါ့ဗျာနော်ပြောရရင်အဂျားထဲမှာလွာချက်တစ်ချက်စာပျောက်သွားတာပေါ့ဗျာနော်ဒီလိုအနေထားမျိုးတွေကဘယ်လိုမျိုးမှဖြစ်တာလဲဆိုတော့ဘော်လီဒါအသံမြင့်မြင့်နဲ့အရေကြောက်တွေမှာ အဖြစ်များပြီးမှကြောက်ပိုင်ရှင်တွေမကြာခဏပြဿနာတက်တက်တဲ့ပုံစံမျိုးပြเนาะနောက်တစ်ခုကကြတော့ကြောက်ဟာကိုကဝယ်တော့ငါဒီလိုပုံစံပဲသူများကိုရောင်းပေးလိုက်တယ်ဗျာเนาะသူများလက်ထက်မှာဒီလိုဟနေလို့ရှိရင်ပြဿနာတက်တက်တယ်ပေါ့ဗျာเนาะအဲအကြောင်းမလို့ line ပေါ်ကနေဝယ်တဲ့လူပဲဖြစ်ဖြစ်ရောင်းတဲ့လူပဲဖြစ်ဖြစ်ပေါ့ဗျာเนาะဒီလိုမျိုးအခြေအနေမျိုးရှိရင်တေချာရှင်းပြပြီးမှရောင်းတာကပိုအဆင်ပြေမယ်လို့ထင်တယ်ပေါ့ဗျာเนาะ အဲ့ဒါမှပြဿနာတွေမလိုလားအဘယ်နဲ့မတက်ဘူးပေါ့ဗျာနော်ဒီကြောက်ကတေချာကြည့်လိုက်ရင်ဒီလက်အသားဘလို့လွတ်လွတ်ဟနေတာပေါ့ဗျာနော်အဲအကြောင်းကြားထဲမှာဒီလောချက်တစ်ချက်စာပျောက်နေတာပေါ့ဗျာနော်အဲ့ဒါဆို ပြန်ပြီးသုံးသပ်မယ်ဗျာဘာကြောင့်မို့လို့တစ်ချက်စာပျောက်နေရလဲဆိုတော့ဒီအမောက်ကြည့်လိုက်ရင်ဒီအမဘက်ကပျောက်သွားစရာအကြောင်းမရှိဘူးဗျာနော်ဒီအဖုံးဘက်ကနေပြီးမှပျောက်သွားတာပေါ့ဗျာနော်ဘာကြောင့်မို့ပျောက်လဲဆိုတော့ပထမ ီကြောက်ဖြက်တဲ့လူကဒီလိုဒုကိုပထမဖြက်တယ်ဆိုကြပါစို့ဗျာနော်ကြောက်ဖြက်ပြီးမှကြောက်ကဒီအရေကမဝင်တော့ဘောဗျာနော်အဲ့တော့သူကနောက်ထပ်အရေတွေဝင်လို့ဝင်냐ဘောဗျာနော်နောက်ထပ်ဒီလောက်ရှိတဲ့လွာလန်းတလန်းကိုထတ်လွာလိုက်တယ်ဗျာအဲ့လိုလွာလိုက်လေအရေကမထွက်လာဘောဗျာနော်အဲ့အကြောင်းသူကနောက်ထပ်မဖြက်တော့ဘောဗျာနော်အာဆိုလိုတဲ့တဘောကတော့ဂျားထဲမှာဒီလောက်လေးတော့ဟာတယ်ဗောဗျာနော် သူကဒီကောက်ကိုလိုက်ဖမ်းတာပေါ့ဗျာပြောရရင်နော်ပထမတလန်းကထူတယ်ဗျာနော်နောက်တော့ဒီရဲ့အကြီးကမဝင်ဘူးဗျာအဲအကြောင်းနောက်ထပ်တလွာစာပြန်လွာလိုက်တဲ့သဘောမျိုးရှိတယ်ပေါ့ဗျာနော်အဲအဲ့ဒါကိုနည်းနည်းရှင်းပြတာဗျာအယောင်ဝယ်လောကမှာတစ်ခါတလေကိုကဒီတိုင်းရောင်းပစ်လိုက်တယ်ဆိုကြပါစို့နော်ဝယ်တဲ့လူကလည်းဝယ်သွားပြီဆိုကြပါစို့ဗျာနော်ကြားထဲမှာဒီလိုမျိုးလွာချက်တစ်ချက်စာပျောက်နေရင်စကားတွေပါတယ်ပြောရတတ်တယ်ပေါ့ဗျာနော် အဲ့ဒါကြောင့်မလို့ရောင်းပေးတဲ့ညီကိုတွေလည်းတမျိုးဖြစ်သားလေးတွေမှာဆိုရင်အရေးကြောက်နေအသားကောင်းတဲ့ကြောက်ဆိုရင်အထူးကယူစပြီးမှဖြတ်သားကိုဒီလိုစစ်စစ်ဆဆကြည့်ဖို့လိုမယ်ပေါ့ဗျာနော်ပြီးကြရင် မတော်တဆဒီလိုကြောက်မျိုးတွေမှာဒီလိုဟနေလို့ရှိရင်ကိုကကြိုတင် ပြောပြဖို့လိုတာပေါ့ဗျာနော်ကြောက်ကလေးကကြားထဲမှာတလန်းပြောက်နေလားမသိဘူးဗျာနည်းနည်းလေးတော့ဟနေမှာပေါ့ဗျာနော်အဖုံးဘက်ကပျောက်သွားတာလားအမဘက်ကပျောက်သွားတာလားတော့မသိပေမဲ့ အနှဲငယ်လေးဟနေတယ်မချိတ်ဆက်မိဘူးဆိုတော့အကြောင်းကိုနည်းနည်းရှင်းပြရမှာပေါ့ဗျာနော်ဟုတ်ကဲ့ဒါတော့ကိုကနည်းနည်းရှာရှည်တာပေါ့ဗျာနော်ကျေးဇူးတင်တယ်ဗျာနော်